အားလုံးပဲမင်္ဂလာပါကုန်းကြားတွေမှာ free သုံးလို့ကောင်းမယ် VPN လေးတွေကိုကျွန်တော်ဒီတစ်လောက် share လုပ်ပေးသွားမယ်ဗျ okay ဒါဆိုတော့ video ဆက်လိုက်အောင်ဗျလူတော်များများက VPN ကို Facebook သုံးဖို့လောက်ပဲသုံးပြကြတာဗျအဲတကယ်တမ်းကျွန်တော်မြန်မာနိုင်ငံမှာ ban ရတာက Facebook တခုတည်းမဟုတ်ဘူးအဲတချို့ website တွေဆိုရင်လည်း VPN ခံပြီးမှဝင်လို့ရတာမျိုးတွေရှိတယ်အဲတချို့ game တွေဆိုရင်လည်း VPN ခံပြီးမှ download ရတာမျိုးတွေလည်းရှိတယ်ဗျအဒီထက်ပိုဆိုးတာကကျွန်တော်ကွန်ပျူတာတွေမှာဆိုရင် Windows update လုပ်တာမျိုးတွေ day and time ချိန်တာမျိုးတွေတောင်မှ VPN ကလိုတယ်ဗျ ဒါကလည်းကျွန်တော်တို့ယူထားတဲ့ ISP ကအင်တာနက်နဲ့လည်းဆိုင်သေးတယ်ဗျ။ဒါပေမဲ့ဒီပြဿနာတွေအားလုံးကိုကျွန်တော်ခုပြောပြမယ် VPN နှစ်ခုနဲ့လွယ်လွယ်ကူကူဖြည့်ရှင်းလို့ရတယ်ဗျ။အဲโอเคကျွန်တော်ခုပြောပြမယ် VPN နှစ်ခုက Anti-Aliasing VPN နဲ့ AVPN ပေါ့နော်။ကျွန်တော် DVPN နှစ်ခုကိုဘယ်လိုမျိုး down ပြီးတော့ဘယ်လိုမျိုး install လုပ်မလဲဆိုတာကိုလည်းတစ်ခါတည်းပြောပြပေးသွားမယ်ဗျ။ဒါဆိုရင်ကျွန်တော်တို့ Chrome တစ်ချက်သွားမယ်ဗျ။ဒီ Chrome ရဲ့ set bar မှာ Anti-Aliasing VPN လို့ရိုက်ရှာလိုက်မယ်ဗျ။ ပြီးရင်ဒီ NDA link WhatsApp ထဲကိုထပ်ဝင်မယ်ပြန်ဒီနေရာရောက်ပြီဆိုရင် तू อ่ะဘာနဲ့ down မလဲမေးတာညကျွန်တော်တို့ Android တွေ့ down မလား iOS တွေ့ down မလား Windows တွေ့ down မလားဗောနော်ကျွန်တော်တို့อ่ะ Windows မှာ၃ငါဖြစ်တဲ့ကြောင့်ကျွန်တော်တို့อ่ะ Windows ဘာပဲ click တစ်ချက်နှိပ်ပြီးတော့ Windows ရဲ့ဒီ64 bit down မလားဆိုင်2 bit down မလားဗောနော် ကျွန်တော်တို့ကွန်ပျူတာတွေက64ဘစ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်64ဘစ်ပဲဒေါင်းလိုက်မယ်ဗျာအဲဒီမှာဒေါင်းရင်လေးမယ်ဗျာဒီလိုမျိုးလေးဒေါင်းလုပ်ပြီးသွားပြီဆိုရင် show in folder ဆိုတဲ့ဟာလေးတစ်ချင်နေမယ်ပြီးရင်ကျွန်တော်ဒီဟာကို double click နှိပ်ပြီးတော့ run နိုင် run ပြလိုက်ပါတော့နော် yes or no မေးရဆိုရင်ကျွန်တော် yes နှိပ်မယ်ပြီးရင် next next install အဲ fitness ဒါတော့ရိုက်ပြီနော်ကျွန်တော်တို့ဒီ anti lane vp အောင်တစ်ချက်ချိန်ကြည့်ကြည့်မယ်ပေါ့အဂရီကွန်နန်ကျွန်တော် disconnect ဖြစ်သွားပြီဆိုရင်ကျွန်တော် facebook တစ်ချက်ချိန်ကြည့်ကြည့်မယ်နော် အဲဒါဆိုရင်ကျွန်တော်တို့ Facebook ထဲဝင်လို့ရပြီပေါ့နော်။ဒါဆိုရင်ကျွန်တော် Facebook တုံးလို့ရနေပြီပေါ့။အဲဒါဆိုရင်တော့ကျွန်တော် Facebook တုံးလို့ရပြီဗျာ။အဲဒါကိုကျွန်တော်ခဏပြန်ပြိမ့်မယ်။ APPian ထဲကိုကျွန်တော်တစ်ချက်ထောက်ဝင်ကြည့်မယ်ဗျာ။ပြန်ဒီ APPian website ထဲကိုထပ်ဝင်မယ်ဒီနေရာမှာဒီ zero for paid not found ဆိုတာကဘာကြောင့်ဖြစ်တာလဲဆိုရင် VPN ခံမှဒီ APPian website ထဲဝင်လို့ရမှာဗျာ ကျွန်တော်ခုအရှိမကျွန်တော်ပြောခဲ့လို့ပဲတချို့ website ရေဆိုရင် VPN ခံပြီးမှဝင်လို့ရတာမျိုးရှိတယ်ဗျအဲကျွန်တော်ခု AliExpress link VPN နဲ့ဒီ AliExpress link VPN ကိုခံပြီးတော့ကျွန်တော် AVPN နဲ့ထောက်ဝင်ဝင်ကြည့်ကြည့်မယ်ဗျာဒါကြောင့်တစ်ချက်ပြောင်းဝင်ကြည့်ကြည့်မယ်ဗောနော် ဲโอเคအခုဆိုရင်ဝင်လို့ရပါပြီကျွန်တော်က Windows တွဲဆိုရင်ကျွန်တော် Windows တချင်နေမယ်ပြီးရင်မှ download VPN for PC ပေါ့နော်ဒါလည်းသူကသူ auto download လိမ့်မယ်ဗျအဲ VPN ကလည်း NDA link VPN လို့ပဲ install လုပ်ရတာရမ်းလွှဲတာဖြစ်တဲ့ကြောင့်ကျွန်တော် install လုပ်မလုပ်ပြတော့ဘူးဗျာအဒီဗီဒီယိုကတော့ကျွန်တော်ဒီမှာပဲရိုက်လိုက်တော့မယ်ဗျအားလုံးကိုကျူးတင်ပါတယ်ကျွန်တော်နာမည်တော့သာစီပါဗျာ